ုန်းကြီးတို့ဒီနောက်ပိုင်းသာသနာမှာတောင်ဖီလာဆရာတော်တဲ့အေးတာလုံမင်းတရားကြီးလက်ထက်တောင်ဖီလာဆရာတော်ကြီးကအချင်းသိုက်ကောင်းတာတောထွက်သွားတာပရမမျိုးမှနေတာကိုးွယ်တာ အဲ့ဒါတော့ထက်သွားတဲ့အခါကျတော့တန်လုံမင်းကြီးကလေငတ်ဆရာအကျင့်ဘလောက်ကောင်းလဲမကောင်းလဲဆိုပြီးတော့အဲ့ဒါအကျင့်ကိုဆန်းကျင်တာနဲ့ခွေးတို့ပြေးတိုင်းနန်းတွင်သူမလေးလွှတ်ပေးလိုက်တာသွားတောင်ပီလာစတော်ကြီးကိုသွားဖျက်စီးတောင်ပီလာစတော်ကြီးတီလာပြည့်ရင်လည်းပဲတောင်ပီလာစတော်ကြီးကိုလူထွက်ပြီးတော့နန်းတော်မှာလေမင်းတိုင်မင်းအမနန်းရင်ဝင်ကြီးခန့်တန်လုံမင်းကတခါတည်းဆုံးဖြတ်ချလာပြီးသား တကယ်လို့သွားပြည့်စည်းလို့မပြည့်စည်းဘူးဆိုရင်လည်းပဲတိတက်တိုးပြီးတော့ကိုယ်ကွယ်မယ်ဆိုပြီးတော့နန်းနှင်းသူအမျိုးသမီးလေးလှုပ်ပေးလိုက်တာဘုရားသာတိုးတိုးပြောဆိုအမျိုးသမီးလေးကသွားညာရင်မင်းကြီးရောက်သွားဘုံဘုရားတော်တယ်မှာတောက်ပီလာကြီးကတပါးတဲ့တရင်သုံးနေတာကဲပါဦးဘုရားတပီတော့ဒုက္ခသေးပါဘုရားဆိုပြီးတော့အေးအေးအဲ့ဒါဆိုလို့ရှိရင်လည်းနေလှေကားထဲမှာအိတ်လှေကားထဲမှာအိတ်ဆရာကြီးကတကားပိတ်ထားတယ်နောက်တော့တော်တယ်မှာပဲကြားရခြင်းနေအော်သံကြားတော့ဘုံဘုံဘုရားတကားဖွင့်မအောင်ဘုရားတပည့်တော်မနေရတော့ဘူးဆိုတော့အေးပါလေအမျိုးသမီးတနာပါတယ်တကားလေးဖွင့်ပေးလိုက်ဩတကားဖွင့်တဲ့เจ้าမော်ရောက်လာ ကျောင်းကိုရောက်လာတဲ့အခါကျတော့ဂရင်ဆေးလေးမှာတပားကျောင်းလေးကိုကျင်းချင်းလေးကိုအဲ့ဒါဂရင်ဆေးမှာနေတော့ဟိုမိုးဘုရားတပိတော့ငှက်ဘုရားတက်လို့ချမ်းတယ်ဘုရားချမ်းတယ်ဘုရားချမ်းတယ်ဘုရားဆိုတော့ကျတော်ကြီးကဟင်ချမ်းတယ်ဆိုငါဘာလုပ်အောင်လဲဘာဆေးမှလည်းမရှိဘူးတနာပါတယ်တကယ်များချမ်းနေလားကိုများတကယ်ပူနေလားငါသွားဆန်းအောင်မယ်ဘယ်ဟုတ်မလဲဟိုကကော့တာလုံးမင်းကမှားလိုက်တာနေမာယာမူယာနဲ့အကုန်လုံးအဲ့ဒီဘုံကြီးထားလိုက်ရင်ထားဖက်ပြီးပြောလိုက်တာဟိုကတခါတည်းတင်ပေးလိုက်တာနန်းရင်းသူကို ဲ့ဒါဘုန်းကြီးတို့ပရိသတ်ရေတောင်ပီလာဆိုတော်ကြီးကလည်းပုရုษေမယဟန္တာမမဟုတ်ပဲနဲ့တဏှာကလည်းတဏှာဓာတ်ပါပြီနဲ့အဲ့ဒါနဲ့တရားမှတ်နေရင်ကနေဟိုကနေអော်နေတော့ထမလို့ဆိုပြီးတော့သူတတိပြန်កောက်သွားတာမဖြစ်ဘူးဒီခြေတော့ဒီခြေတော့နေမသွားနဲ့နေမသွားနဲ့နေသွားရင်ဒုက္ခရောက်သွားလိမ့်မယ် ဒီခြေထောက်ကသွားကျင်နေပြီတမလင်ကျိတ်ကဖြုတ်ရှင်နေပြီဟိုကလည်းအော်တယ်ဘုံဘုံဗျာခြာနာဘာဖြစ်ဖြစ်လူသေးလေးရှိတိုက်ပါအောင်ဗျာဆိုတော့အဲ့ဒီမှာဘုရားတို့ပြေးတိုက်တူတူပြောမယ်အနားမှာလေဓမောက်ဓမောက်ကဲဒီလောက်တော့သွားကျင်နေခြေထောက်နင့်ဒီတိုင်းထလို့တော့မရဘူးဆိုပြီးအဲ့ဒါခြေသလုံးဘာမှပြောတဲ့ဓာတ်နဲ့အကုန်မောလာသူ့ခြေထောက်သူ့ဟာသူ့ဓာတ်နဲ့အကုန်မောလာဓာတ်နဲ့အကုန်မောမိကသွေးလေးထွက်လာနှစ်ဖက်လုံး အဲ့ဒါတည်းခါလဲနှစ်ဖက်လုံးသွေးနေတဲ့သင်္ကန်းကြီးနဲ့စီးတာမနဲ့မိုးလင်းတော့မြို့သူမြို့သားကသွေးမြင်တော့ကြောက်တာပေါ့ကြောက်တဲ့ခါကျတော့မကတ်ရဲတဲ့ဟိုဆရာတော်ကြီးနဲ့အာနဲ့မနဲ့မိုးလင်းပြန်သွားတယ်တာလုံးမင်းကြီးကလက်ထိပ်ကစောက်တယ်ဟဲ့ဘယ်လိုလဲအချိန်နေဟင်းမကောင်းဘူးတော့ခေါင်းခါပြရတယ်အချိန်နေမကောင်းဘူးလေအဲနေကိစ္စမရှိဘူးသွားမယ်ဆိုလာတာခါလဲမင်းပရိသတ်နဲ့ထွက်လာတာတာလုံးမင်းကထွက်လာတဲ့ခါကျတော့ဘိန်းတို့ဘိရသားကြီးအဲ့ဒီမှာတာလုံးမင်းကြီးကဝင်ကြတော့ဆရာတော်အကျမ်းမရင်းမြကောက်ရလာကောက်မှတကား တပည့်တော်အခုတိုင်ခမ်းပြည်နယ်လှည့်လည်လာရင်းနဲ့ကိုတော်သတင်းကြားခဲ့ပါတယ်ညကတော်တဲ့ကဒကမရှင်မရကြောင့်အိတ်တယ်ဆိုဟုတ်တယ်ဒကာကြီးမလိမ်ဘူးတောင်ပီလာဆိုတော်ကြီးကတော်တဲ့တောင်ထဲမှာယဟန်တပန်းနဲ့အမျိုးသမီးတစ်ယောက်တကြောင်နဲ့တညအတူတူအိတ်သွားတာဆိုရင်ရှင်မရဘော်တပည့်တော်တန်တရာရှိတယ်မှန်ပါတယ်မင်းကြီးတန်တရာရှိမယ်ဆိုရင်လည်းရှိတော့ပါတယ်ဒါမြင်ကိုတော်ကိုတပည့်တော်မယုံဘူးတဲ့ကမယုံရင်လာခဲ့မင်းကြီးလာခဲ့လက်ဆွဲသွားတာ တာလုံးမင်းကြီးကိုလက်ဆဲသွားပြီးတော့ဘိန်းတော်ပြေးတိုင်ဘာမှပြောနဲ့ကြောက်မတက်သွားပြီးတော့ညကတော့ကသူ့ခြေတလုံးဓာတ်နဲ့လှိတာတဲ့ဓမောက်ကြီးထမ်းပြီးတော့တခါတဆော်ကြီးကဆင်းလာလာခဲ့မင်းမယုံမင်းကတတ်တည်ပြငါတိလငါတတ်တည်ပြတစ္ဆာဆိုတာကံကံပေါင်းမှာဇကိုင်းမှာရှိတယ်ဇကိုင်းရောက်တဲ့အခါခူသွားတူသွားချောက်မသွားနဲ့တောင်မီလာဆိုတော်ကြီးကြည်ညိုအောင်အဲဓမ္မကူကံကြီးသွားကြည့်ရှိတယ်ဇကိုင်းမှာဓမ္မကူကံနဲ့အဲ့ဒါတခါတဲ့ကံပေါင်းရုပ်မတ်တရပြီးတော့တစ္ဆာဆိုတာ ငါသည်အမျိုးသမီးလေးနဲ့ညားကဘာတိလမှမပြက်ခဲ့ငါတိလသည်ပွင့်တစ္ဆာခယုခယုသင်ကဲ့သို့ဖြူစင်ပါ၏ဤတစ္ဆာသကားမှန်ရင်ငါရဲ့လောက်ရငါရဲ့ဖြစ်စဉ်ကိုဟောဒီဓမ္မလီတာလင်သိတယ်တစ္ဆာသကားမှန်ရင်ဟောဒီဓမ္မဟိုဘက်ကကူးစေဆိုပြီးတော့ဖိန်းလို့ပြေးတယ်ဓမ္မကြီးရေထဲပစ်ချတာဓမ္မကငါလေးတကောင်ကဲ့သို့ဟိုဘက်ကကိုကူးသွားတယ်ဟာတာလွန်မင်းကြီးလေဘာမှမပြောနဲ့အဲ့ဒီမှာတခါတည်းတောက်ပီလာစလိုကြီး ခြေပေါ်မဟုတ်ခါနဖူးနဲ့တိုက်ပြီးဥချတာဓမ္မငါဆရာတော်ကွာဓမ္မငါဆရာတော်ကွာဆိုပြီးတော့အဲ့ဒါဓမ္မကူးဆရာတော်တဲ့ဘာဆရာတော်တဲ့လဲပရိသတ်အဲ့ဓမ္မကူးဆရာတော်